နိုင်ငံတကာနိုင်ငံရဲ့ဂုဏ်သိက္ခာအကြောင်းပြောကြကြီးဆိုရင်တော့ English မှာနိုင်ငံတကာနိုင်ငံရဲ့ဂုဏ်သိက္ခာမရှိနိုင်ငံတကာနိုင်ငံရဲ့ဂုဏ်သိက္ခာအစင်တန်းတို့မရှိဘူးဆိုတော့နိုင်ငံတကာနိုင်ငံကအခြားနိုင်ငံတကာနိုင်ငံအစိုးရနဲ့စကားပြောမှာဖြစ်တယ်အဲ့ဒီအစိုးရပုံကံနဲ့တဘုံနဲ့သွားစကားပြောပြီဆိုရင်အဲ့ဒါတဘုံအားပေးအစိုးရလာကျွန်တော်ရခိုင်ပြည် ULA အေးဘုဒ္ဓထုံးမြတ်နိုင်လက်ထဲအထိရောက်သွားတဲ့ပစ္စည်းတွေအတွက်သူရတဲ့မအေးဖြစ်နေရတာပါ ဟယ်လိုချရမေဘပီတူညီကိုမော်နမများအားလုံးပဲမင်္ဂလာပါ Newsbit Channel ကနေပြန်မပြန်လဲကြိုဆိုလိုက်ပါရစေ2025ခုနှစ်မေလ10ရက်နေ့ရကျွန်တော်နေခင်ပိုင်းတစ်ဖြတ်ဗီဒီယိုသဘောအနေနဲ့ကတော့ဒီနေ့နေခင်ပိုင်းမှာဆိုရင်ကျွန်တော်တော်လန်တရင်ကောင်းများစွာရှိတာဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်နဲ့တူဗီဒီယိုဆက်ဆုံးကြည့်ရှုပေးကြဖို့အားလုံးကိုအယုံဆုံးဖိတ်ခေါ်လိုက်ပါရစေပထမဆုံးအနေနဲ့ကျွန်တော်ခါတိုင်းလိုပဲတရင်တိုလေးတွေကြည့်လိုက်ရအောင်နော်ပထမဆုံးတရင်သဘောအနေနဲ့ကတော့ အရခတ်တော်အေနစစ်တွေဆောင်ရွက်နေတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုအာဏာသိမ်းစစ်ကောင်စီကနေပြီးတော့မှကောက်ကွက်တဲ့ပုံမှာဘင်္ဂလားဒေ့ရှ်နိုင်ငံကပြန်လည်ပယ်ချလိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်ရဲ့လက်ရှိဂျာဖြတ်အစိုးရဖွဲ့အစိုးရရဲ့နေဆက်တွေတရီမှာအရခတ်တော်အေနဲ့ထိတွေ့ဆစ်ဆံမှုတွေကိုအာဏာသိမ်းစစ်ကောင်စီကနေပြီးတော့မှကောက်ကွက်ထားတယ်လို့သိရတာဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်အမျိုးသားလုံခြုံရေးအကြံပေးခါလီရာရမန်ကနေပြီးတော့မှတခုစဉ်းစားရမှာက ကျွန်တော်တို့နဲ့နေဆက်ဖြတ်ကျော်ထိန်းချုပ်မှုဟာအေအေလက်ထဲမှာရှိနေပါတယ်ဘင်္ဂလားဒေ့ရှ်ရဲ့နယ်နိမိတ်အချုပ်ချပိုင်တဲ့ကိုစီမံခန့်ခွဲကာကွယ်ရမှာဖြစ်ပြီးတော့မှဒါဟာနေဆက်ဖြတ်ကျော်ပြဿနာဖြစ်လို့နယ်မြေထိန်းချုပ်ထားသူနဲ့အဆက်တွယ်လို့ရမယ်ဆိုပြီးတော့မှပြောကြားလိုက်တာပဲဖြစ်ပါတယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာဆိုရင်နေဆက်ဖြတ်ကျော်ပြဿနာတွေကိုအာရခတ်တော်အေနဲ့ဆက်တွယ်ဆောင်ရွက်နေတယ်လို့မွတ်စလင်ဒုက္ခတရေကိုပြန်ပို့နိုင်ဖို့အတွက်စစ်ကောင်စီနဲ့ပါအာရခတ်တော်နဲ့ပါနှစ်ဖွဲ့စလုံးကိုဆက်တွယ်ဆောင်ရွက်နေတယ်လို့ကျွန်တော်တို့သိရတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အခုဆိုရင် ဒီနေဆစီမင်းတခြားဘောနော်အာခတ်တော်ကနေပြီးတော့မှထိန်းချုပ်ထားတာမို့လို့မင်္ဂလာဒေ့ရှ်နိုင်ငံကနေပြီးတော့မှအလိုက်တဲ့အခုဆိုရယ်ဆက်သွယ်ဆက်ဆံဖို့တယ်ဆက်တိုက်ဆိုသလိုလှုပ်ဆောင်နေတာဖြစ်ပြီးတော့မှတစ်ဖက်မှာစစ်ကောင်စီအရဆိုတော့ဒီကြောင်းရယ်နှစ်ဖက်တပြီးတော့မှတော်တော်လေးမချိတင်ခဲ့ဖြစ်နေတယ်လို့ကျွန်တော်နောက်ထပ်သိရတာပဲဖြစ်ပါတယ်နောက်ထပ်သတင်းတဘိုးအနေနဲ့ကတော့မြန်မာထိုင်းနယ်ဆက်အနေကရင်ပြည်နယ်ဖန်ခရိုင်ထက်ကတကောပြီးစခန်းကိုမေလ9ရက်နေ့မနေ့ပိုင်းကစတင်ပြီးတော့မှကရင်မြို့သားစီယုံကန်ယူရဲ့တမဟာခွန်လက်အောက်ခံတပ်တွေတိုက်ခိုက်နေတယ်လို့ကျွန်တော်သိရတာဖြစ်ပါတယ် ထိုင်းမြန်မာနယ်ဆက်စည်းရိုးကနေမြန်မာ9ကီလိုမီတာခွဲတာကွာဝေးတဲ့စစ်တပ်စခန်းတွေကိုကန်ယူလျောက်ခံကန်လေကန်ဒီယိုနဲ့ပြုံပုံတရီကနေမြန်မာမေလ9ရက်နေ့ပိုင်းမှာတိုက်ခိုက်ပြတဲ့နောက်ပိုင်းမှာအနီးပတ်ဝန်းကျင်ဒေသခံပြည်သူနေရာဆိုရင် ထိုင်းနိုင်ငံဘီချောင်းကိုတင်းချောက်လာတယ်လို့ကျွန်တော်သိရတာဖြစ်ပါတယ်ထိုင်းနိုင်ငံရဲ့စစ်ရေးတပ်ပွဲတွေအချိန်တိုင်းကိုထိုင်းစစ်တပ်ကနေပြည်မဆောင်ချင်းနေပြည်မနယ်စပ်မှာလုံခြုံရေးမြင့်တင်ထားတယ်လို့လည်းထိုင်းစစ်တပ်ကနေပြည်မထုတ်ပြန်ထားတာပဲဖြစ်ပါတယ်။ကျွန်တော်ခုဆိုရင်ကန်ယူနဲ့ PDF ပုံတဖို့ဝင်ရနေပြည်မစစ်ကောင်စီစစ်ကောင်ကုန်းတွေတခုပြီးတခုတတ်ခိုက်သိမ်းပိုက်နေတာမလို့မချခင်မှာတော့ပေါ့နော်။ဒီစကားကလည်းကျွန်တော်ကန်ယူလက်ကိုရောက်ရှိတော်မလားဆိုတော့အဆုံးချမှာဖြစ်ပြီးတော့မှကျွန်တော်မိဘပြည်သူတွေကြားချင်းတဲ့တဲ့ရင်တွေတော့မချခင်မှာတေချာပေါ့ပေါ့နော်။ကြားမယ်ဆိုတဲ့ကြောင့်လည်းထပ်ပြီးတော့မှပြောလို့ပါတယ်။ ကျွန်တော်တို့ဒီနေ့နေခင်မိုက်တစ်ဖက်အနေနဲ့ပထမဆုံးချက်မဲ့ဗီဒီယိုကတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေပြီးတော့မှ necessity မြင်တခြားမှာထိန်းချုပ်ထားတဲ့ AA နဲ့အတူအခုဆိုရင်ပို့ပြီးတော့မှပေါ့နော်ထီထွေးဆက်ဆံမှုတွေလွတ်ဆောင်မဲ့ super မှာပြောချလိုက်တဲ့ပုံမှာရေပေါ်ရှမ်းလေးဘယ်လိုမျိုးတွေပြထားမလဲဆိုတာကျွန်တော်စာပြီးတော့မှကြည့်လိုက်ရအောင်နော်မအလာတကောင်ဘင်္ဂလားဒေ့ရှ်အစိုးရကကန့်ကွက်စာလေးပြဖို့ရှာပါတယ်ဆိုတော့သူ့အနေနဲ့ကလည်းလက်ရှိအချိန်မှာကန့်ကွက်စာပြဖို့နေရာတဲ့အချိန်လေးကိုပြောင်းသွားပါတယ်ဆိုတော့ဒီအချိန်လေးလေးကိုကျွန်တော်ပြောခင်မှာတစ်ချိန်က ဒါနိုင်ငံတကာရဲ့ဆံမျက်နှာအထက်မှာအာဒီမာလာနဲ့ပတ်သက်တဲ့ဒါထုတ်ပြန်ညာချက်တွေမာလာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေပြီးတော့နိုင်ငံတကာအတွေ့အကြုံနဲ့အခြေအနေတွေမှာကျွန်တော်တို့ဒီတော်လန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ NUG အတိုင်းဝိုင်းကနေပြီးတော့ကန့်ကွက်စာလေးတွေထုတ်ဖော်ပြသခဲ့တာတွေကိုကျွန်တော်မိဘတွေအမြဲတမ်းတွေ့ရမှာဖြစ်ပါတယ်အာဆီယံနဲ့ပတ်သက်ပြီးတော့ဆိုပို့ပြီးတော့မြင်တွေ့နိုင်ပါတယ်အခုအချိန်မှာတော့မာလာကိုနိုင်ကိုကဘင်္ဂလားဒေ့ရှ်အစိုးရကိုကန့်ကွက်စာပြဖို့နေရပါတယ် ဘာကိုကန့်ကွက်တာလဲဆိုတော့ဘင်္ဂါတိအစိုးရအနေနဲ့အာရခတပ်တော် AA နဲ့ထိတွေ့ဆက်ဆံခြင်းမလုပ်ဖို့တောင်းဆိုတဲ့စာပါဆိုတော့ဘင်္ဂလားဒေ့ရှ်ဘက်ကလည်းရှင်းပါလေဘသူဘာပြောပြောအရေးမကြီးပါဘူးကျွန်တော်တို့ကချုပ်ချာအာဏာပိုင်နိုင်ငံဖြစ်တယ်ကျွန်တော်တို့ရဲ့အကျိုးစီးပွားအတွက်ကျွန်တော်တို့လိုချင်တဲ့သူနဲ့တွေ့ဆုံမှာဖြစ်ပါတယ်လို့ပြက်ပြက်တတထုတ်ဖို့ပြောဆိုညှင်းပယ်လိုက်ပါဒါဟာအရှိတရားပါသူဘာကိုစိုးရိမ်သွားတာလဲဆိုရင်ကျွန်တော်တို့ အနောက်တကားနောက်အနောက်တကားဘက်ကနေပြီးတော့အရခတက်တော့မြေပြင်စီအရောက်ပြပို့လိုက်တယ်အလုံးပိတ်ထားတဲ့ကွန်တနာဘုံးတွေနဲ့ပြီးတော့ဘသူမှမသိဘသူမှဖောက်လို့မရတဲ့ဘာပစ္စည်းမှမသိဘဲနဲ့ရောက်သွားတဲ့အခြေအနေတွေကိုမအားလာတကောင်ဟန်တားလို့လည်းမရတောင်းမန်လို့လည်းမရတောင်းဆိုလို့လည်းမရပြီးတော့သူကို၌လည်းသွားစစ်လို့မရတဲ့အခြေအနေမှာကျွန်တော်တို့ရခိုင်ပြည် ULA AA ဘို့တော့ထုံးမြတ်နိုင်လက်ထဲအထိရောက်သွားတဲ့ ပစ္စည်းတွေအတွက် तू ရင်တယ်မအေးဖြစ်နေရတာပါ तू ဘာကြောင့်ကောင်းကောင်းစာပေးမှုတာလဲဆိုတဲ့အဖြေကိုကျွန်တော်ဒီပါတွေကိုကျွန်တော်တင်ပြနေခြင်းဖြစ်ပါတယ်ဟုတ်ပြီအကတတော်အေးအေးနဲ့ဆွေးနွေးနေတာဟာတဲ့မြန်မာနိုင်ငံရဲ့နေမြေပြီးတော့ချုံချာအာနာလက်ရှိထိမ့်သိမ့်ထားတဲ့အဖွဲပြီးတော့သူတို့ရဲ့နေဆက်ရဲ့တစ်ဖက်မှာရှိနေတဲ့အဖွဲနဲ့သူတို့ဟာမဖြစ်မနေတွေ့ဆုံဆွေးနွေးရတာဖြစ်ပါတယ် ဒီမှာကျွန်တော်ကြားထားတဲ့အတိုင်းပဲပေါ့နော်မင်္ဂလာဒေ့ရှ်နိုင်ငံကနေပြတော့မှခုဆိုရင် A နဲ့ဒီတဲ့ပူပရမဆက်ဆံတီးသွင်းမှုတွေလို့ဆိုမဲ့စူပရမပြောကြားလိုက်တဲ့ပုံမှာစစ်ကောင်စီကတော့တော်တော်လေးကိုကောင်ကွက်ရှုတ်ချမှုတွေလို့ဆောင်ခဲ့ပြင်မဲ့တစ်ဖက်မှာဒီဘင်္ဂလားဒေ့ရှ်ကနေပြတော့မှပဲပေါ့နော်ကျွန်တော် A နဲ့သူဒီ necessity တချို့ပြဿနာတွေအားလုံးကိုဖြေရှင်းသွားမဲ့စူပရမပြောကြားလိုက်တာပဲဖြစ်ပါတယ်တစ်ဖက်ကနေပြတော့ပြောမယ်ဆိုတော့စစ်ကောင်စီကသူတို့ယုံကြည်အားကိုးရပါတယ်ဆိုတော့အင်းကြီးချင်းနိုင်ငံတွေကနေပြတော့မှတောင်းပ ဟုဆိုရင်ပြန်ပြီးတော့မှပေါ့နော်နောက်ကျောင်းသားနဲ့ထိုးတဲ့ပုံစံမျိုးတွေအထိကျွန်တော်တို့တွေ့တာဖြစ်ပြီးတော့မှဒါကကျွန်တော်တို့ necessity တကြောကိုထိန်းချုပ်နိုင်တယ်ဆိုတော့ဘယ်လိုမျိုးအကျိုးရလဒ်တွေဖြစ်လာနိုင်လဲဆိုတာနဲ့ပတ်သက်ပြီးတော့မှအေးကနေပြတ်သားလိုက်တယ်ပဲဖြစ်ပါတယ်တစ်ဖက်မှာဆိုရင်လည်းကျွန်တော်တို့ပေါ့နော်ထိုင်းနိုင်ငံနဲ့ထိဆက်နေတဲ့ necessity တလျှောက်ကိုအခုဆိုရင်ကယ်ညူနဲ့တောင်ပိုင်းတိုင်းစစ်တွေကပူပေါင်းတက်ဖို့မနေရနိုင်ပြီးတော့မှတခါတင်ပတ်ဖို့စူးစမ်းနေတာဖြစ်လို့မကြခင်မှာတော့အဲ့လို data တွေရာဆိုရင်လည်းကျွန်တော်တို့အင်းနေချင်းနိုင်ငံတွေရဲ့ပေါ့နော်လေတံပြောင်းမှုတွေကို ထပ်ပြီးတော့မှကြုံတွေ့ရဖို့ရှိတာဖြစ်ပါတယ်ကျွန်တော်တို့ဘလိုပဲပြောပြောအခုဆိုရင်အနေချင်းနိုင်ငံတွေကနေပြီးတော့မှလည်းကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့ဝင်တွေရဲ့ဒီစေတဆစ်စင်ရေးနဲ့ပေါ့နော်ဒီအောင်ပွဲတွေကိုလည်းတရှိထားတာမို့လို့အတော့အတိမပြပြီးတော့မှခုဆိုရင်ကျွန်တော်တို့ဒီတော်လိုင်းထိပ်ပိုင်းကောင်းဆောင်တွေနဲ့သူဆွေးနွေးမှုတွေစစ်တိုက်ဆိုးသလိုလှုပ်ဆောင်လာကြတာပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဒီဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးတော့မှခြေခွဲလောင်ဝင်မြိုက်နေတယ်ပေါ့နော်။ကျော်မင်းမင်းရဲ့ဗီဒီယိုပဲဖြစ်ပါတယ်။ကျော်မင်းမင်းဘယ်လိုမျိုးတွေဟောင်းထားမလဲဆိုတာကျွန်တော်ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်။ဘင်္ဂလားဒေ့ရှ်က အေးအေးနဲ့သွားပြီးတော့ဆက်တွေ့စကားပြောတာလေးလုပ်တယ်ဆက်တွေ့စကားပဲလုပ်တယ်လူလဲတာလေးလုပ်တယ်သူတို့လူဖမ်းထားတဲ့အေးအေးကသူတို့လူဖမ်းထားတာကိုလည်းပြန်ခေါ်တာလေးလုပ်တယ်အဲပြန်ခေါ်လုပ်တယ်အဲ့လိုပဲသူတို့ဘက်ကအေးအေးနဲ့ဆက်တွေ့စကားပြောတာလေးလုပ်တယ်ဆိုတော့အဲ့ဒါကြောင့်အဲ့လိုလုပ်တဲ့အတွက်ပွန့်လို့ပြောရင်နတ်ဆက်ကဆိုတာကန့်ကွက်တာလေပြောရင်ဘင်္ဂလားဒေ့ရှ်ကအေးအေးနဲ့ဆက်ဆွဲဆက်ဆံတယ်ပြောရင်တော့မြန်မာဆိုတာပုံကန်ဒေါ်လာနေတဲ့အဖွဲ့အစည်းနဲ့ဘင်္ဂလားဒေ့ရှ်ကဆက်ဆံတယ်နေဆက်မှာနေဆက်မြစ်တစ်ချောင်းမှာဆက်ဆံလာတဲ့အတွက်နမဆိုကကန့်ွက်ခဲ့တယ်တဲ့ဒီလိုကန့်ွက်တဲ့အတွက်တို့ကဘာပြောလဲဆိုတော့တို့ကန့်ွက်တာကန့်ွက်တာပဲဗျာပြောရရင်တော့ကန့်ွက်တယ်ပေါ့ကန့်ွက်တယ်ဘာပြောလဲဆိုတော့ तू ကအဲ့ခါလီရာရာမန်ဆိုတဲ့ပုဂ္ဂိုလ်ကဘင်္ဂလားဒေ့ရှ်ဟာတဲ့အထုတ်ချပိုင်နိုင်ငံဖြစ်တယ်တဲ့ ကျွန်တော်တို့စကားပြောကိုရွေးချယ်ထားသူဘသူနဲ့မဆိုပြောဆိုဆက်ဆံသွားမယ်တဲ့ဘသူတွေနဲ့ဘာပြောပြောအရေးမကြီးဘူးလေအဲဆိုတော့ရှင်းရှင်းလေးနောက်တစ်ချက်ထည့်တွေ့ရမှာတဲ့ကျွန်တော်နိုင်ငံရဲ့နေဆက်တစ်ဖက်တစ်ချမ်းအေရိယာကိုတဲ့အားရခတာတော့ထိကျုံထားတာဖြစ်ပါတယ်တဲ့ကျွန်တော်တို့အနေနဲ့တော့ကိုယ်နေဆက်တစ်ချောက်ကိုစီမံခန့်ခွဲပြီးတော့အကောက်ခွဲပြီးတော့အေးချမ်းဖို့လိုတယ်တဲ့နေဆက်တစ်ဖက်မှာဘသူပဲရှိနေရှိနေသူတို့နဲ့တိတိဆက်ဆံသွားမှာပါတဲ့ဒါမှပဲလေနော်ဆိုတော့ပြောချင်တာရှင်းရှင်းလေးပဲရခိုင်ပြည်နယ်ရဲ့လက်ရှိချုပ်ချာအနာကိုဂင်ထားတာကအေးဖြစ်တယ်ငါတို့အေးရဲဆက်ဆံတယ်မင်းတို့ကလည်းနတ်ဆက်ကမကလည်းနတ်ဆက်ကဘိုးရီလာပြောလဲကင်းဆိုင်ငါတို့ကငါတို့ချုပ်ချာအနာငါတို့အကျိုးစီးပွားတွေငါတို့ ပတ်သက်ချင်တယ်လို့ငါတို့ပတ်သက်တယ်ငါတို့ပတ်သက်ဖို့လိုတယ်သူပတ်သက်တယ်မင်းတို့ငါတို့စကားလာမပြောနဲ့ဆိုပြီးပြောလိုက်ဆိုတော့နတ်စကကောက်ကတော့လည်းဂျင်းဆိုင်ဆိုတဲ့ပုံပဲဆိုတော့နတ်စကကိုအဲ့ဒီသတင်းစကားပေးလိုက်တယ်နတ်စကကတော့ဘာမှပြောနိုင်မှာမပေါ်ဘူးဆိုတော့တနည်းအားဖြင့်ပြောရရင်တော့ရခိုင်ပြည်နယ်ရဲ့ချုပ်ချာအာဏာကို AA ကထိန်းချုပ်ထားတဲ့အတွက်ဘင်္ဂလားဒေ့ရှ်က AA နဲ့လည်းစကားပြောပါတယ်။ဟာစကားပြောပါတယ်။ဆိုတော့နိုင်ငံတကာနိုင်ငံရဲ့ဂုဏ်သိက္ခာအကြောင်းပြောကြကြီးဆိုရင်တော့ဘင်္ဂလားဒေ့ရှ်မှာနိုင်ငံတကာနိုင်ငံရဲ့ဂုဏ်သိက္ခာမရှိဘူး။ နိုင်ငံတကာနိုင်ငံရဲ့ဂုဏ်သိက္ခာအဆင့်တိုင်းသူတို့မရှိဘူး။ဆိုတော့နိုင်ငံတကာနိုင်ငံကအခြားနိုင်ငံတကာနိုင်ငံအစိုးရနဲ့သာစကားပြောမှာဖြစ်တယ်။အဲ့ဒီအစိုးရကပုံကံနဲ့တဘုံနဲ့သွားစကားပြောပြီးဆိုရင်အဲ့ဒါတဘုံအားပေးအစိုးရလာဖြစ်တယ်။အဲ့တော့တဘုံအားပေးအစိုးရဖြစ်နေဘင်္ဂလားဒေ့ရှ်ပြောရဲတယ်နော်။နိုင်ငံတက်ခံနေရလားမေးရလို့ဖြစ်လာတယ်။ဆိုတော့နောက်တစ်ချက်ကမြန်မာအစိုးရကလည်းမြန်မြန်ဆန်ပြန်လုပ်ရမယ့်အချက်တစ်ခုရှိတယ်။ဒီရခိုင်ပြည်နယ်ကနေမြေတွေကိုအေးလက်ထက်မှာပဲတက်တလုံးထားမှာလား။အဲ့ဒါဆိုရင်တော့ရခိုင်ပြည်နယ်ကဘင်္ဂလားဒေ့ရှ်လက်ထက်ပိတ်လိုက်ဖို့သာပြင်ထားပြီလို့ဒါပဲရှိတယ်ကျွန်တော်တို့က။အဲ့တော့ကျွန်တော်တို့ကစောင့်ကြည့်မယ်။ဒီဘင်္ဂလားဒေ့ရှ်ရဲ့သတင်းစကားကြီးကလည်းမြန်မာအစိုးရနှက်ဆက်ကပေါ်မှာ ဟိုလူအရသားသကပြောရင်မင်းနားသကလည်းငါတို့စောင့်ကြည့်မကြဘူးပါဆိုတဲ့ပုံပြောလိုက်တယ်ပဲဒါပဲအဲ့ဒါတော့ကျွန်တော်တို့ကမြန်မာနိုင်ငံသားတယောက်လည်းနားတယ်ပေါ့ဗျာဒါရှင်းတာဘောက်ကနားတယ်ပေါ့အဲ့တော့ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့ဟိုမြန်မာပြည်နေနဲ့လည်းနောက်ပိုင်းကျရင်လုပ်ဖို့လိုရတာပါဆိုတော့အိန္ဒိယချင်းနိုင်ငံတွေရဲ့အားလုံးရှိမှာတပုံတွေရှိရင်အဲ့တပုံတွေကိုမြန်မာပြည်ကထောက်ပံ့တယ်ဆိုအကုန်လိုက်ထောက်ပံ့ပေးရမှာအဲ့လိုလုပ်ပြရမှာပုံပြတာဘာလို့ဆိုတော့တို့တော်မယူတာရင်ကိုယ်ကလည်းရိုင်းရင်ကျင်းဖို့အကြောင်းရှိတော့နော်တို့တော်မယူတာကိုယ်ရင်ကျင်းဖို့မရှိတော့အဲ့တော့တို့တော်မှမကောင်းတာကိုယ်တော်မှပဲကောင်းဖို့လိုရတယ်လားလို့မင်းကောင်းနေတာပဲကောင်းဖို့ပေါ့ဗျာကိုယ်ကဒီကောင်တွေကကြတော့မရတော့ ဟိုအိန္ဒိယချင်းကောင်းဆိုတော့ဗီဇာတို့မှမရှိတော့နောက်တစ်ခုကမိတ်ဆွေကောင်အိန္ဒိယချင်းကောင်ပြီးတော့ဒီအစိုးရတရားကဂုံတိခါဆိုတော့မျိုးတို့မှမရှိမရှိဘဲနဲ့ဆက်ဆံခြင်းနဲ့တို့ဆက်ဆံတဲ့အထိဖြစ်လာလို့ဆိုတော့ဒါကကျွန်တော်တို့လက်ခံလို့ရတယ်မဟုတ်ဘူးအဲ့တော့နားသားကတော့ဘာပြောမလဲမသိဘူးကျွန်တော်စောင့်ကြည့်မယ်ဘင်္ဂလားဒေ့ရဲ့စကားကတော့ရှင်းတယ်အေအေကိုလည်းတို့ပြောရရှင်းလေအစင်နိုင်အစင်နိုင်မင်းတို့ရဲ့အုပ်ချုပ်ရန်နေရာဆင်းနေဆင်းမှာဘင်္ဂလီဒီကိုထည့်ပေးရမယ်မထည့်ပေးရင်မင်းတို့နဲ့ငါတို့လည်းအဆင်မပြေနိုင်ဘူးအဲနားသားအစိုးရကိုလည်းမင်းတို့ကမင်းတို့ကြိုက်တာပြောငါတို့လည်းငါတို့ပတ်သက်ခြင်းနဲ့ပတ်သက်မယ်ငါတို့အချိုးစည်းပွားနဲ့ပတ်သက်ရင်ငါတို့ပတ်သက်ခြင်းနဲ့ပတ်သက်မယ် အချုပ်ချာအနာငါတို့နယ်စပ်ကအချုပ်ချာအနာပိုင်လေးအဖွဲ့စည်းနေငါတို့စကားပြောတယ်မင်းတို့လည်းငါကြည့်ချက်ကအကြောင်းမရှိဘူးဆိုတော့ပုံပြမှာဆိုတော့ပြောတယ်ဘယ်လောက်ရှင်းတာဘောကောင်းလဲအဲ့ဒါလေးကိုတော့ပြည်သူလူထုသိဖို့လိုတယ်ဒါပေမဲ့လည်းတိတ်တာတိတာဗျတိတ်တာတိတာတိုင်းပြည်ကိုမချစ်ကြတဲ့အခါကျတော့တိုင်းပြည်နစ်နာလို့နစ်နာနေမှမသိတော့တိုက်ပြည်ကပို့ပြီးတော့နုံနေတဲ့ကိုကြောက်ထုတ် ဒီကောင်ပြောတဲ့ပုံစံတော့ခုဆိုမှာနော်ဘင်္ဂလားဒေ့ရှ်ကနေပြီးတော့မှခုလူမျိုးကျော်တို့အေရင်နဲ့ပူပြီးတော့မှဆစ်ဆန်ထိတွေ့မှုတွေလို့ဆိုမယ်ဆိုပြီးတော့မှပြောကြလိုက်တဲ့ပုံမှာတော်တော်လေးကိုရှိုက်ထိသွားတယ်လို့ကျွန်တော်သိရတာပြီးတော့မှစစ်ကောင်စီကတစ်ဖက်မှာတော့ပေါ့နော်အရှိမဲ့သွားတာပဲဖြစ်ပါတယ်ပြောရမယ်ဆိုတော့ကျွန်တော်အင်းကြီးချင်းနိုင်ငံတွေကနေပြီးတော့မှဆစ်နိုင်တဲ့ဘက်ကိုပဲ အလေးတာပြီးတော့မှအခုဆိုရင်ပို့ပြီးတော့မှဆစ်ဆံမယ်ဆိုပြီးတော့တပေါ်မျိုးတွေအထိကျွန်တော်တို့တွေ့လာရတာပြီးတော့မှတစ်ဖက်မှာကျွန်တော်တို့ဒီကချင်ပြည်နယ်မှာဆိုလက်ကဲဘက်ကနေပြီးတော့မှ necessity တချို့ကိုထိန်းချုပ်ဖို့စူးစမ်းနေတဲ့အချိန်မှာကျွန်တော်တို့အနေနဲ့ပေါ့နော်ဒီလိုမျိုးရလဒ်တွေကိုမြင်နေတဲ့ဆိုတဲ့အကြောင်းလည်းတက်ပြီးတော့မှတွေ့ရတာပဲဖြစ်ပါတယ်ကျွန်တော်တို့ပြည်သူပြည်သားတွေအားလုံးမျှော်လင့်နေတဲ့ဒီလိုမျိုးအခြေအနေငံတွေရဲ့ထောက်ခံအပိတ်မှုကိုအခုဆိုရင်ကျွန်တော်တို့အာရခတတော်ကနေပြီးတော့မှစတင်ပြတာလိုက်တာမလို့ကျန်တဲ့ကျွန်တော်တို့ necessity တချို့ကပေါ့နော်ဒေသတွေကိုထိန်းချုပ်နိုင်ဖို့တော်တော်လေးတဖို့နေဒီတက်ပို့ပြီးတော့မှတွေ့ င်းလို့ဆောင်ဖို့လိုနေပြီဆိုတော့လည်းကျွန်တော်တွေ့ရတာပဲဖြစ်ပါတယ်။နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကတော့ဘောမပြောင်းကြရနေပြီတော့မှခုဆိုရင်ကျွန်တော်တိုင်းတူတိုင်းစစ်စင်နဲ့ဝင်လာတဲ့အေးပူပေါင်းတပ်ဖွဲ့ဝင်တွေကိုဘယ်လိုမျိုးအားချောင်ပြောဆိုထားမလဲဆိုတာကျွန်တော်တစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော်။အာညံညံသွေးချင်းတိုက်ပွဲဝင်နေရတယ်တမမကြီးရဲ့ဒီညံညံသွေးချင်းတိုက်ပွဲဝင်မှုလက်သိကောင်းမှာတကတ်ချင်းစီလာတာနော်။တကတ်ချင်းစီတစ်ချက်ချင်းစီတစ်ချက်ချင်းစီလာတာမင်းဒီကတ်ချာငါဒီကတ်ချာဆိုတဲ့ပုံစံမျိုးတွေ့ရတယ်။အထက်ရာရှိများရဲ့ဥမင်းအွန်လိုင်းကအစပေါ့နော်။ဘာမှလည်းပတ်သက်လာရင်ကျွန်တော်လေးစားပါလေ။သူရဲ့ အဲသူရထောက်ခံမှုတွေနော်အားပေးမှုတွေအများကြီးပါပါတယ်တမလို့ကြီးတစ်ခုလုံးပေါ့ဗျာနော်အားလုံးလည်းအားပေးထောက်ခံမှုတွေပါပါတယ်ပြည်သူလူထုကလည်းတက်တက်လောက်ပါဘာမှလည်းပတ်သက်လာရေးအဲ့တော့မမချင်းတွေကိုကျွန်တော်ပို့ပြီးတော့အချိန်ကြီးကောင်းနေပါတယ်တစ်ဖက်ကပြောနေသလို2 3 6ကပုံဗီဒီယိုဖိုင်ကြီးနဲ့ဗျာတစ်ခါလဲမရှက်ပါနော်ဟိုတစ်ခါလဲစိန်လုံးအားဟာလေသူတို့ဘက်ကဗီဒီယိုဖိုင်တက်လာတိုင်းမှာကျွန်တော်ပြောတာမယုံလို့ရှိရင်ခင်ဗျားတို့အဲ့ဒီခစ်တဲ့တို့ခင်ဗျားတို့အဲ့ဒီဘက်ချမ်းမှာတင်နေတဲ့ဗီဒီယိုဖိုင်တွေသွားကြည့်အဲ့အောက်မှာတိကျဖတ်ဖို့လည်းမမေ့နဲ့နော်ခင်ဗျားတို့နေပိန်းနေဘယ်တော့မှဖတ်မှာမဟုတ်ဘူး အဲကျွန်တော်ဆက်လာပြောလို့ကျွန်တော်မောမလို့ခေါ်တာအဲကျွန်တော်လုံးဝစိတ်မဆိုးတော့ပါတော့နီပိန်ကျွန်တော်ကိုခေါ်တဲ့နေ့ဟာခင်ဗျားတို့ကျွန်တော်စိတ်ဆိုးတဲ့နေ့ပြန်ပြီးတော့မဆဲတော့တော့မှပဲကျွန်တော်ပြန်ပြီးတော့နောက်တစ်ခုခုတော့ပြောမိမယ်เนาะအဲ့တော့ကျွန်တော်တော့နီပိန်မခေါ်ပါနဲ့ငါပိန်မခေါ်ပါနဲ့ဒါပဲအဲ့တော့တကယ်ဒီတွားကြည့်လိုက်ပါတို့ရဲ့ဗီဒီယိုကျွန်တော်ဒါအဟောင်းနေပါဆိုတို့ဝင်ခံထားတာလေးရှိရနော်တို့ပါတော့အဲ့အဟောင်းဆိုတဲ့ဟာကိုတို့ဖတ်ဖို့မေ့သွားတယ်ဒီပိန်များအာဒါကြီးကဘမော်ရတော့မှာဟိုကရတော့ဒီကရတော့မလုပ်နဲ့ဟုတ်ပြီအဲ့တော့ဘမော်ချီနေပါဗျာနော် အဲနောက်ထပ်ကျွန်တော်တို့ဘာမှပြီးသွားရင်ကျွန်တော်တို့ဘကူဘောက်သွားရအောင်အဲဘကူဘက်ကညောင်ကျိုးပေါ့ဗျာနော်ကပါစာစေယုံကြီးတွေရှိတယ်အုတ်ရှစ်ပင်ကိုကာကွယ်ထားတဲ့ညောင်ကျိုးစခန်းဟာဟာညောင်ကျိုးစခန်းကိုရလို့ရကြကေရအဲကေရရင်တော့မပေါ့ဗျာအမကအေအေနဲ့ချင်းတပုံနဲ့ကုနုံးတွေပေါ့ကုနုံးပတ်တွေနဲ့စုပြီးတော့တိုက်ကြတယ်တိုက်တဲ့ခါမှာအေအေကလည်းတိတဲ့တိုင်းပေါ့အခုချိန်မှာသူကအရန်ကိုစိတ်တက်ကတက်ကြွနေတာရခိုင်ပြည်မှာလိုကျန်တဲ့နေရာမှာရမထင်နေတာရခိုင်ပြည်မှာပဲရမယ်ဘာကြောင့်လဲဆိုတော့မင်းတို့လူမျိုးရေးမိုင်းတိုက်ပြီးတော့နော်ရခိုင်ပြည်မှာ တိုင်းတာတစ်ခုဒီအောင်မြင်တယ်သူမင်းတို့ရခိုင်ပြည်နဲ့ပတ်သက်လာလို့ရှိရင်ဒီမင်းတို့ရဲ့အာပြောတာပဲနော်ဒီကောင်လေဟိုတက်မလို့ရဲ့အကြီးကဲဟိုရခိုင်မျိုးသမီးကိုယူထားတဲ့ခါကျတော့လေဒါတွေကအထက်အတွက်စဉ်းစားမယ်တိုင်းတာတွေဖြစ်သွားတဲ့အတွက်ကြောင့်အောင်မြင်တဲ့အောင်ရှိနေပေမဲ့လေသူပြတ်သားတဲ့နေ့ကတော့တတော်ကြီးကိုပြတ်သားမယ်လို့မျှော်လင့်တယ်အခုချိန်မှာတော့ဘာမှပြတ်သားခြင်းမရှိဘူးအဲဒါကြောင့်မအောင်မြင်မှုရာကောင်းရလိမ့်မယ်ဘကိုးဘက်ကတော့မစဉ်းစားပါနဲ့အဲဒီညောင်ကျိုးကလည်းကြော်လာဖို့လည်းမစဉ်းစားနဲ့ ဒီဘောမရရတော့အခုချိန်ထိအာခတ်တတော်ရဲ့စစ်စောင်းရီကိုတော်တော်လေးအထင်သေးနေတာပေါ့နော်ဒီကောင်တွေပြောပုံရတော့အခုလိုမျိုးတို့အနေနဲ့တိုက်တန်းရှုံးနေရတာကမြော့လိုက်မိမှဒီကျူကျူလာဆောက်ခေါ်ချောင်းပေါ့နော်တို့တိုက်တန်းရှုံးနေရတဲ့ဆိုတဲ့ပုံစံမျိုးတွေထိပြောဆိုလာတာပြပြမတကယ်တမ်းကြတော့မြေပြင်မှာကျွန်တော်တို့တော်လိုက်ပုံပုံတပုံနေရတယ်ပြပြမမျိုးစာဖြစ်ပြောင်းလဲပေးနေတာကိုအောင်းလုံးလဲတွေ့ရတာပဲဖြစ်ပါတယ်ဘလော့ဝဲပြောပြောကျွန်တော်အခုဆိုရင်ဘုံမျိုးနဲ့ညောင်ကျိုးကိုကျတို့တော်လိုက်ပုံပုံတပုံနေရတယ်ပြပြမရရှိထားတာပြပြမမကြခင်မှာတော့ကျတို့ဒီ ိုင်းတိုင်းစစ်စင်ရင်းနေနဲ့ကပ္ပါစာဆလင်းနဲ့ယုံတွေတိမ့်ပိုင်နေဖို့ချင်းနေတော်တော်လေးကိုကောင်းနေတာပဲဖြစ်ပါတယ်မြို့ပပြည်သူတွေကလည်းပြတော်မှာလဲအာရခတတော်နဲ့ကျတို့ PDF ပေါင်းတဖို့နေရဲ့ထိုးစစ်တွေကိုလည်းအခုဆိုရင်ကုန်းကုန်းကုန်းနဲ့တွေ့ရှိနေရတာမလို့နေတဲ့ပုံပြမပေါ့နော်ကြီးကြီးခန္ဓာတဲ့အောင်ပွဲသတင်းတွေကြမ်းမယ်ဆိုတာတော့ကျတို့အချင်းတွေပြောလို့ရနေပြီပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဇော်ဘဟင်းသူ့ရဲ့မွေးနေ့မှာဘယ်လိုမျိုးပေါ်ပန်းလေးစားတွေပြောထားမလဲဆိုတာတစ်ချက်လောက်ကြည့်လိုက်ရအောင်နော်ကျွန်တော်ဒီနေ့7နှစ်48မိနစ်ရှိပြီပေါ့နော် ကျွန်တော်45နှစ်ပြည်သွားပြီဒီဘက်က10ရက်ဖြစ်သွားတာပေါ့နော်အဲ့ဒီ45နှစ်ပြည်သွားတဲ့အထက်မှာကျွန်တော်တို့နိုင်ငံကိုချစ်တဲ့လူတွေတိုင်းပြည်ကိုချစ်တဲ့လူတွေအေဂျင့်ဆောင်နေထိုင်ခြင်းတဲ့ပြည်သူလူတွေတက်မတော်သားကိုချစ်တဲ့လူတွေတက်မတော်သားမိသားစုတွေအားလုံးကိုကျွန်တော်ကချစ်ပါတယ်ပြီးရင်ကျွန်တော်အထောက်ပံ့ဒီ2021ဖေဖော်ဝါရီလတရက်နေ့အခင်းကျင်းမှာကျွန်တော်အထောက်ပံ့ပေးခဲ့တဲ့နော်အကူကြီးတယောက်နော်နေနိုင်ရတော့သူကတနေ့တွင်နေနဲ့စရတယ်အဲ ဂျာတာဘင်းနဲ့နေဆုံးတယ်နောက်တစ်ယောက်ကဒနီရီနဲ့နေစတယ်ဒနီရီနဲ့နေဆုံးတယ်နောက်တစ်ယောက်ကတော့ပြင်ဦးရီကအင်ကာနန်နဲ့စတယ်ပြီးလို့ရှိရင်ဒနီရီနဲ့ဆုံးတယ်အကိုကြီးတို့မိသားစုတွေအားလုံးကကြီးသုံးပေါင်းကိုကြော်လွားနိုင်ပါစေလူကြီးဆက်ဒီတမကလူနန်တိုင်းနဲ့နေပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်တွေဖြစ်ပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ကျွန်တော်45နှစ်ပြည့်တဲ့နေ့မှာပေါ့နော်ကျောင်းအကိုကြီးတွေဖုတ်တော်ကမန္တလေးကိုလာသွားတယ်ကျွန်တော်နေမကောင်းလို့တွေ့မလို့ပဲမတွေ့လိုက်ရအောင်ပေါ့နော်ပြောချင်တာကျွန်တော်ဒီမွေးနေ့ဆိုတာ ကျွန်တော်အခုအသက်45နှစ်ဒီတကားမှကျွန်တော်မလုပ်ဘူးပါဘူး။ဘာလို့ကျွန်တော်မလုပ်ဘူးရတဲ့အကြောင်းရင်းလဲဆိုရင်ကျွန်တော်ကဆင်းရဲနေပြီတာသူအတိုင်းဝိုင်းကနေပေါက်ဖွားခဲ့တာပါ။ကျွန်တော်အမေကစတားပါကျွန်တော်အမေကမိကိုပါ။ကျွန်တော်ကတာကြီးဩရတာပေါ့အကြီးပေါ့နော်ကျွန်တော်ညီမလေးနှစ်ယောက်ရှိပါတယ်ပေါ့နော်။အဲ့တော့ကျွန်တော်ကဒီငွေနေတွေပါတွေကိုအဲ့လိုလောက်တာအဲဆင်းရဲတဲ့အတိုင်းဝိုင်းကတက်မလို့တာမိတာသူအတိုင်းဝိုင်းပေါက်ဖွားခဲ့တဲ့အတွက်ကျွန်တော်အဲလုတ်လေးလုတ်တာမရှိခဲ့တော့ကျွန်တော်မလုတ်ဘူးပေါ့နော်။ မောရင်ကတော့သူ့ကိုသူဆင်းရဲလာပါတယ်ဆိုပြီးတော့မှပါနော်ပြောဆိုထားတာဖြစ်တယ်တကယ်တမ်းကျတော့ခုလိုမျိုးကျတို့ပြည်သူတွေကိုတက်ဖြတ်တဲ့နေရာမှာသူကနေပြီးတော့မှအဓိကထဲထဲဝင်ပူပေါင်းပြီးတော့မှလှုပ်ဆောင်ပေးနေတာမလို့နောက်တော့သူရဲ့နောက်ဆုံးမွေးနေ့ဖြစ်မလားဆိုတော့ကျွန်တော်တို့အဆောင်ချက်မှာ ဖြစ်ပြီးတော့မှကျတို့ခုဆိုရင်တော်လိုက်ပူပေါင်းတဖို့နေရပြီးတော့မှစကောက်စီရဲ့ဒီမှာရေဆမှုတွေကြားတဲ့ခါနေပြီးတော့မှမြို့သိမ်းတဲ့ပွဲတွေကိုလည်းဆက်လက်ပြီးတော့မှပုံဖော်နေတာပဲဖြစ်ပါတယ်။ကျွန်တော်တို့ဒီဘောမတွေအနေနဲ့ကတော့အခုလိုမျိုးကျွန်တော်တို့ပြည်သူလူထုတွေနဲ့တော်လိုင်းသမားတွေပေါ်မှာဆက်လက်ရုံမှာဖို့ လှူရှားမှုတွေလှုပ်ဆောင်နေပြန်ပါပါနော်တစ်ဖက်မှာကျွန်တော်အားလုံးတည်ထားတဲ့အတိုင်းခုဆိုရင်ကျွန်တော်တို့အားလုံးကြားချင်နေတဲ့တရင်ကောင်းတွေလည်းများစွာကြားနေရတာပဲဖြစ်ပါတယ်နောက်ဆုံးဗီဒီယိုသဘောတွေနဲ့ကတော့တော်လန်ပြတော်သားသူဖြစ်တဲ့ကိုနာဝါနဲ့ပြတော်မှာကျွန်တော်ပြည်သူပြည်သားတွေအနေနဲ့ဒီလိုမျိုးတော်လန်လိုက်လုံးနောက်ဆုံးအချိန်ရောက်နေတဲ့အချိန်မှာဝိုင်းဝန်းပြတော်မှာပူပေါင်းတင့်နေပြီဆိုတဲ့အကြောင်းကိုတိုက်တွန်းပြောကြားထားတဲ့အားလေးကျွန်တော်တက်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော် ညာပြဿနာတွေအားလုံးမြန်မာနိုင်ငံမှာဒီကနေ့ရင်ဆိုင်နေရတဲ့ဆင်းရဲဒုက္ခငတ်မော့ခေါင်းပါမှုဒုက္ခအလုတ်အကန့်ရှားပါမှုဒုက္ခအရာအားလုံးရဲ့ပြဿနာအရာအားလုံးရဲ့သရေခံကစစ်တပ်ပဲအဲ့တော့မြန်မာနိုင်ငံအမြဲတမ်းထာဝရငြိမ်းချမ်းပြီးတော့မှဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံအဖြစ်ကိုရချင်ရင်မြန်မာနိုင်ငံမှာအကြမ်းဖက်စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းသွားမှရမယ်မြန်မာတော်လည်းကြီးဆိုတာမျိုးကတော့ကြာရင်လည်းကြာမယ် မြန်ရင်လည်းမြန်ပါမှာပြောချင်တာပြည်သူလူထုရဲ့ပါဝင်မှုအကောင့်တွေလေးပုံမြန်လေးပေါ့ဗျာအဲ့တော့တော်လန်ရေးကြာနေလေးလေးကျွန်တော်တို့စိတ်ရဲ့ဒုက္ခတွေကပုံများလေးလေးပဲအဲ့တော့ပြည်သူလူထုအားလုံးကတခဲနဲ့တည်းဗျိုင်းလူဝိုင်းတွန်းလိုက်ရင်ဒီတော်လန်ရေးပို့ပြီးတော့မှမြန်သွားမယ်တော်လန်ရေးမြန်သွားရင်ကျွန်တော်တို့စိတ်ရဲ့ဒုက္ခတွေလည်းပို့ပြီးတော့မှနည်းသွားမှာပေါ့ဗျာနော်အဲ့တော့အဲ့တော့ခုနကကျွန်တော်ပြောသလိုဒီ2025ကိုကြုံချင်ဒီဖြစ်စေမကြုံချင်ဒီဖြစ်စေရင်ဆိုင်ချင်ဒီဖြစ်စေရင်မဆိုင်ချင်ဒီဖြစ်စေဒီ2025ကတော့ ျွန်တော်တို့အပြင်းထန်ဆုံးစစ်ပွဲကိုကျွန်တော်တို့ရင်ဆိုင်ရလိမ့်မယ်အဲ့ဒါကအရင်လိုတော့မှကြီးပဲမဟုတ်ဘူးမြို့ပေါ်အထိကိုရင်ဆိုင်ရလိမ့်မယ်အဲ့တော့ကျွန်တော်တို့ညီကိုမမတွေအကုန်လုံးလည်းကိုယ့်အိမ်ပေါ်ကိုလေရင်ဘုံတွေကြာလာရင်စစ်ပဏ္ဍတန်တွေကြာလာရင်ထိခိုက်မှုအ ਨੇ ဆုံးဖြစ်ဖို့ပြင်ဆင်ထားပါတစ်ဖက်မှာလည်းပဲတာဝန်အသိစိတ်နဲ့တော်လန်ကြီးအတွက်ပါဝင်ပေးကြပါ ဆိုတော့ဒါတော့ပေါ့နော်ကျွန်တော်ကိုတော့ပြောထားသလိုပဲ2025လိုင်းလုံးကဆိုတော့တော်တော်လေးကိုကြမ်းလာမဲ့သဘောရှိပြီးတော့မှတော်လိုင်းပူအောင်တဖို့နေရတယ်ပြီးတော့မှလည်းစစ်ကောင်စီနဲ့သူတို့မြောက်လိုက်လူသစုတွေကိုဖြုတ်ချမယ်ဆိုပြီးတော့မှချွေးချော်ထားတဲ့နေပဲဖြစ်ပါတယ်ကျွန်တော်ခုဆိုရင်ဒီစစ်ကောင်စီကတရုတ်ရုရှားကိုညီရယူပြီးတော့မှကျွန်တော်တော်လိုင်းရေးတဖို့နေပုံမှာရုပ်မမှုတွေလုံးဆောင်နေပေမဲ့ကျွန်တော်အနေနဲ့ကတော့ ဒီလိုမျိုးရုံမမတွေကြတဲ့ကနေမြန်မာမျိုးတိတ်နေဖွဲ့တွေနဲ့စစ်ကောင် CS စကန်ကုန်းတွေကိုတခုပြီးတခုတိတ်ပတ်နေတော့ချီချင်းအဖြစ်ပြည်သူတွေရဲ့ထောက်ခံမှုကဘလောက်ထိအရေးပါရရောက်လဲဆိုတာကိုတွေ့ရတယ်ပဲဖြစ်ပါတယ်။ကျတို့ necessity တခြားကိုလည်းထိန်းချုပ်နိုင်ပြီဆိုတာနဲ့အင်းဒီချင်းနိုင်ငံတွေရဲ့ထောက်ခံမှုတွေပါရရှိထားတာမို့လို့ပါနော်။ခုလိုမျိုးကျတို့ပြည်သူပြည်သားတွေအနေနဲ့အရေးကြီးနေတဲ့အချိန်ကာလရောက်နေတဲ့အချိန်မှာကိုရဲရံနေတဲ့ ပူပေါင်းပြီးတော့မှလှုပ်ဆောင်တင်နေတာပြီးတော့မှအားလုံးမျှော်မှန်းနေတဲ့ Federal Democracy လမ်းစဉ်ကိုရရှိမယ်ဆိုရင်တော့ကျွန်တော်တို့ B2B သားတွေအနေနဲ့ပေါ့နော်။တာယာအချင်းနဲ့ဘွားကိုပြန်ပြီးတော့မှရရှိနိုင်တယ်ဆိုတဲ့အကြောင်းပြောရင်လည်းကျွန်တော်ဒီနေ့နေခင်မတစ်ဖက်ဗီဒီယိုကိုဒီထဲမှာပဲဆုံးသတ်ချင်ပါတယ်။စာဆုံးကြည့်ရှုပေးကြတဲ့မိဘ B2B များလုံးအထူးကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့မှသဘောဝဘေးရနဲ့မြေမြေနဲ့မျှော်လင့်မေးပေးတာနဲ့ကင်ဝေးကြပါစေလို့ကျွန်တော်ဒီနေ့ကလည်းဆုမကောင်းတောင်းပေးလိုက်ပါတယ်။